ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Football Eye Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုပါရစေဆိုတော့မင်္ဂလာပါညီလေးဟုတ်မင်္ဂလာပါကိုအခုတို့ဒီအပတ် Super Sunday ပေါ့နော် Sunday ဟုတ်အော်တိုဘာ16ရက်နေ့မှာဆိုရင်ဒါအင်္ဂလန်ရဲ့အကြီးအမားဆုံးသောဒါဘီပွဲတစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်ရောက်ရှိလို့လာခဲ့ပြီပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီပွဲစဉ်ရဲ့ရင်ခုန်မှုအကျိုးရင်ခုန်တန်လေးဒီနေ့နဲ့ဘလို့လေးရှိလဲဆိုတာလေးပြောပြပေးပါဦးเนาะဟုတ်ကဲ့ပါသူကတော့ဒီ Sunday 10:00မှာကမှာပေါ့เนาะ ယူရင်ခုန်တန်းတော့တော်တော်ကြပြီပေါ့ဒီပရီးမီးယားလိစရကျွန်တော် တွေ့ကျင်နေတာတွေ့ကျင်တော့အခုတွေ့မဲ့ချိန်ကလည်းလီဗာပူးအနေနဲ့က၃ပွဲဆက်ပေါ့နော်ဟုတ်တယ်နော်၃ပွဲ၃ပွဲဆက်၃ပွဲဆက်ကလည်းရှုံးနေတယ်ဒါကလည်းဖြစ်တော့ဖြစ်ခဲ့ပေါ့အနစ်စလော့ရဲ့အမောက်ဆုံးတော့၃ပွဲဆက်ရှုံးမယ်လို့ပြောတယ်တစ်ဖက်မှာလည်းမန်ချက်စတာယူနိုက်တက်ဒီနှစ်တင်းရဲ့တမိုင်းကြောင်းရှင်လန်းကျတော့အကောင်လုံးကအင်္ဂလန်မှာဆရာကြီးတွေပဲအဟုတ်နော်သူတို့တွေကဒီအင်္ဂလန်မှာဆိုရင် စီးပွားရေးပိုင်းဆိုင်ရာတွေမှာအကစားပိုင်းဆိုင်ရာမှာပါပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့နှစ်ပင်းပေါ့နော်။အဲ့လိုဖြစ်တဲ့အခါကျတော့အဓိကဟိုတာမန်၃မှတ်ဆိုတာထက်ပေါ့နောက်ဆက်တွဲဂုံတိတ်ခါတယ်အများကြီးပါပါတယ်ဂုံတိတ်ခါဆိုရင်လည်းပေါ့ဘယ်လိုပြောရမလဲဘယ်တော့ပြောခဲ့တယ်ကွာကျွန်တော်အနေနဲ့လည်းနည်းနည်းတော့ကိုရိုဒီလီဗာပူးတော့နည်းနည်းတော့ကြောက်တာတော့အမှန်ပဲဘာလို့ဆိုတော့တိုက်စစ်တွေအားဖြည့်လာတာရယ်နီးပြအစ်စ်ကမင်းကပရီးမီးယားလိယူလာတာရယ်ပေါ့ ဒါပေမဲ့အားနေချက်ကကျွန်တော်သူတို့ကဒီမှာပေါ်ကကျွန်တော်ဒီနောက်တန်းအားနေချက်ဖြစ်နေပေါ့အဲပြီးတော့ဂိုဓမလည်းနာထားတယ်ဂိုဓမလည်းနာထားတယ်နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ရဲ့ဒီ tree bud နဲ့ပတ်သက်ရင်ပေါ့ဒီ honey slot က tree bud တွေကိုသူထိတိုက်တွေ့တဲ့အခါမှာ go different အသိမကွာဘူးဖြစ်ဆိုတော့ဒါဟိုဘက်ကနောက်တန်းအားနေချက်ပေါ့ဟိုဘက်နောက်တန်းအားနေချက်နဲ့ဒီဘက်ကနောက်တန်း tree bud ဒီဘက်ကတိုက်စစ်တင်နေဆိုတော့ဘယ်လိုဖြစ်ပေါ့တော်တော်လေး surprise ဖြစ်မှာဒီပွဲတော့ အရန်ဘလိုပဲအချက်တဲနေတူတူလုံးဝ surprise ဖြစ်မှာဟုတ်ရလားနော်ဒါအကိုတို့ဆိုရင်လည်းဒီမန်ယူနဲ့ပွဲအတွက်ကိုစောင့်နေခဲ့တာလေကြာပြီပေါ့နော်အကိုတို့ကတော့ဒီ၃ပွဲဆက်ရှုံးမိတဲ့ကနောက်တစ်ပွဲကဖြစ်နိုင်သေးမြင်မြန်ကန်လိုက်ချင်တာပေါ့နော်တွေ့သူဒီပွဲဆက်ပဲရှုံးရှုံးနေတာရှုံးရှုံးနေတာအဲ့ဒါနိုင်သွားရင်ဒီဝေးဝန်းတဲ့နေအနေနဲ့များတော့တိတ်ထိတ်သွားမှာပေါ့နော်အဲ့ကြောင့်ရှုံးရှုံးသွားရင်နော် ရှုံးဝိုင်းတော့လေဒါထုံးစံတိုင်းပေါ့နော်ဝီဒီယာတွေရဲ့ဘောင်းဆောင်ကတော့ထပ်ပြီးတော့ဝေဖန်ဦးမှာပဲအာဘလူးအာနီစလောလည်းဝေဖန်မှာရှိသလိုကစားသမားတွေကလည်းဝေဖန်ကြပါပဲပေါ့နော်ဒါတွေကတော့ဘလုံးလောကမှာတော့မထူးဆန်းဘူးပေါ့နော်အလုပ်လဲဆိုတော့ဒီအတင်းကြီးတွေအကုန်လုံးကနိုင်ွယ်ပျောက်ပြီဆိုတာနဲ့ဟိုမီဒီယာတွေကခုခေတ်မှာဘလူးပဲဖြစ်ဖြစ်ကြိတ်ဝင်ထောင်းထားမထားဘူးပေါ့နော်အဲကြောင့်ဒီပွဲစဉ်အားဆိုရင်လည်းအမြင်ဆုံးတော့ ကြည့်ကျင်နေပြီ။အမြင်မြင်လဲကန့်ပြီးကျင်ပြီးတော့မြင်မြင်လဲပြီးဆုံးသွားစေကျင်ပြီးပေါ့နော်။ဟုတ်ကဲ့။ဆိုတော့ဒါရင်ခုန်တန်းလေးပြီးသွားဆိုတော့အခုတို့ပထမဆုံးအနေနဲ့ဒီနှစ်ပင်းရဲ့နီးပြတွေရဲ့နီးပြပိုင်းဆိုင်ရန်လေးအချက်အလက်လေးဆွေးနွေးကြည့်အောင်ပေါ့နော်။ Anis Law အနေနဲ့ကအန်လေးပထမပြောခဲ့တဲ့လိုမျိုးပဲနောက်တန်းကနေရလွတ်တွေပေးရတယ်ပေါ့နော်။ဒီနေရလွတ်တွေပေးရတယ်ဆိုတော့အပိုင်းကိုသူဒီအပတ်မှာဘလို့ပြင်ဆင်လာမလဲဆိုတာလေးလည်းရှင်းတယ်လို့ဒီအမိုရင်ရဲ့ တိုက်စစ်ပေါ့နော်အမွန်ရဲ့တိုက်စစ်ကရောဒီအန်ဖီမှာဘယ်လောက်ထိအလုပ်ဖြစ်မလဲဆိုတော့အကြောင်းအရင်းနဲ့ပတ်သက်ပြီးပြောအောင်ပေါ့နော်ဆိုတော့ဒါပထမအဆုံးအနေနဲ့အကိုတို့လီဗာပူးရဲ့အာနီစလော့ဒီပွဲမှာဘာတွေပြင်ဆင်လာမလဲဆိုတော့အချက်လေးအကိုထင်မြင်တာလေးပြောကြည့်မယ်ပေါ့နော်ဒီရှေ့ပွဲစဉ်ဒီမှာဆိုရင်ဒီအကိုတို့လီဗာပူးအသင်းကဒီနောက်တန်းဝင်းဘက်တွေပေါ့နော်အထူးသဖြင့် မနှစ်တုံးကဝင်ဘက်ဒီမှာဆိုရင် အာနုံနဲ့ရိုဘိုဆန်ကတော့ကွဲချိန်အများဆုံးကစားရတယ်ပေါ့နော်ဒီနှစ်တုံးထားတဲ့ဝင်ဘက်ဒီကကြတော့ကာကတ်စ်နဲ့ထရင်ပေါင်နဲ့လည်းဖြစ်ရင်ဖြစ်တယ်ခိုင်ကြရင်ဘက်ဒလီကိုလည်းတုံးတယ်တခါညစူပါစလိုက်မှာထုတ်ပြီးတုံးတယ်ပေါ့နော်ဝင်ဘက်နေရာမှာအဲဒါကြောင့်ဒီအသင်းကတိုက်စစ်ဆင်နေတဲ့အချိန်မှာဆိုရင်ဖက်ရဲ့ခေါင်းနာအတက် saturation နေမှာဆိုရင်ဒီဝင်ဘက်ဒီနဲ့ ွင်းလက်ကစားသမားတွေရဲ့အချိတ်ဆက်အားနည်းမှုတွေရှိတယ်ရှိတဲ့အတွက်နောက်မှာစပိတ်ကြီးအကျဲ့ကြီးကျဲ့ကြီးပေါ်တယ်ပေါ့နော်အနေစတော့နေနဲ့ဒီမိုင်ငက်ပွဲမှာဆိုရင်အဲ့ဒီအားနည်းချက်ကိုတော့တိချာကြီးပြင်ဆင်ခဲ့ဖို့တော့လိုတယ်ပေါ့နော်သူ့အနေနဲ့ကဒီဝင်းဘက်တွေကိုဟိုးရှေ့ထိပဲ overlap တွေလိုက်ခိုင်းမလားဒါမှမဟုတ်ရင်ဒီနောက်တန်းက လူတွေကိုကာပါလုပ်ဖို့တော့ပေါ့နော်ကွင်းလေကကစားသမားတယောက်ကိုပဲ DN rule လုံးဝစစ်စစ်ပေးပြီးတော့အနောက်မှာပဲအထိုင်ချပြီးတော့ကစားခိုင်းမလားပေါ့နော်ဒါတော့အကိုတို့ Liverpool နဲ့ပတ်သက်ပြီးတော့ဒါနောက်တန်း hardware တွေကိုပြင်ဆင်ရမယ်အချက်တစ်ချက်လို့အကိုမြင်နေပေါ့နော်လင်းနေနေရောတခြားဘလူမျိုးနီးပြူပါပိုင်းလေးတွေကြောင်းလဲတင်တယ်လို့ထင်လဲပေါ့ဘယ်ယူတော့ပေါ့နော်ဘယ်ယူတော့ပေါ့နော်ကျွန်တော်ကျတော့ ဘယ်လိုပြောရမလဲနေပြီပါလဲမန်နာတိတ်မဟုတ်အင်းလည်းပြောင်းလဲတော့ဒီနောက်ပဲဆိုကျွန်တော် forward တွေတော့မသိမလားလေးပြန်တုံးလာရတော့ပြောတယ်အစုပ်ပွဲလည်းမြင်ရပါဆန်နလန်နဲ့ပွဲမှာလည်းပါတယ်အဲဒီ three back ကနေ forward တွေပါချိန်ွားဒီမဲ့ခုနကကိုပြောတော့ဒီဘက်ကနောက်တန်အားနဲ့ဒီဘက်ကတိုက်စစ်ကတော့ Jesus ကိုတို့ကွန်ညာတို့ Miss Mount တို့အဘူမိုလည်းရှိရပါအမေပထမဆုံးထင်တာကတော့ဆက်စကိုပွတ်ထွက်မယ်မစ္စမောင့်ထွက်မယ်အမှုမှုထွက်မယ်ပေါ့။ကွန်ညာကတော့ဒီ နောက်ပိုင်းမှာပဲထင်ထင်မလားဘယ်လိုလဲမသိဘူးသူဒီတော့ကတော့နည်းလေးကမစင်မိလာပြောပေါ့ကမစင်မိလာတဲ့အပေါ်မှာဒီကိုတို့နောက်တန်းကိုဘလိုမို့ဒီဘက်ကကောင်တာလည်းတော်တော်မြန်တယ်အမ်ဘူမိုတို့ဆိုတော်တော်လေးတွတ်စကူဇလဲခုနောက်ပိုင်းကြီးတွေအလုံးကလောက်လာပြောပေါ့မျောလင်းလို့ရလားဖြစ်ဖြစ်နေတာစကူကအလကားမဟုတ်ဘူးဆိုတဲ့ဟာမျိုးမျောလို့ရဒါပေမဲ့ကျွန်တော်ကွင်းလယ်ပိုင်းလေးတစ်ခုပေါ့ကွင်းလယ်ကဘလူးနိုကလည်းဒီပနတီကလွဲလို့လွဲစိတ်တက်ကလည်း တော်တော်လေးကြာသူနဲ့သွဲမဲ့သူကလည်းဖြစ်နိုင်ခြင်းများတော့ customer ပဲလာမှာ customer ကကြောက်လဲသူကတစ်ခါကျတော့အုံတော့မပါဘူးပြောပါဆောင်းဝဲဆောင်းနေဟိုဝင်ကန်ဒီဝင်ကန်ဟို chessy နဲ့ပေါ်တော့ကြီးလိုက်လေဘလေးဝင်ကန်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့ customer ပဲရှိမှာဥကတေးကလည်း customer တော့မလုပ်ဘူးအမ်ဟိုကော menu လည်းလုံးဝထည့်မှာမဟုတ်သူကလိုပြန်ဖြစ်နေဒါပေမဲ့ဝင်ဘက်တွေကျတော့လဲ look short ရှိမှာဒီဘက်ကဆို rice ကိုဟိုအောင်ထည့်တယ်မှာအာမတ်ကိုတော့ထည့်တယ်မှာ အများကြီးတော့ကျွန်တော်ခက်မှန်လို့ညှောလင်းလို့မရအောင်အဓိကတော့ကစား quest ဆိုတာတော့ကျွန်တော်ကျွန်တော်အမြင်ပေါ့ကစား quest အချင်းပြိုင်နာတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရပေါ့စိတ်ဓာတ်ကောင်ပိုပြင်းထန်တယ်စိတ်ဓာတ်ပြင်းထန်ပြီးတော့နာနိုစိတ်များတဲ့ကောင်တော့နိုင်ပါပဲဒီညမှာကျတော့ဒီကစား quest တွေပါရတဲ့ပေါ့အတင်းအတွက်တော်တော်လေးလုံမယ်ညီကုံရေကုံကျုံးမယ်ဆိုကောင်တော့နိုင်ပါပဲစိတ်ဓာတ်ပိုင်းဆိုင်ရမှာဆိုရင်တော့ဒါဟိုရှေ့တစ်ခေါက်သားပေါ့နော်မင်းနဲ့ချက်စီနဲ့ပွဲရောဆိုတာအခုမင်းယူကဘလို့ လုတ်ပြနိုင်တယ်ပေါ့နော်စိတ်တပိုင်းဆိုင်ရာရဘလို့တာစီးကြီးသေးရနိုင်တယ်ဆိုတော့ဒါအချက်အလက်လေးအခုပြောခဲ့တယ်ပေါ့မန်ယူကအဲ့လိုမျိုးအတင်းကြီးကြီးငန်းတွေ့တဲ့အခါမှာသူတို့ကိုအထင်သေးနေတာမျိုးတွေထင်သေးအမြင်သေးပြီးတော့မီဒီယာတွေဝေဖန်နေအားလို့ဘာကောင်းလဲဆိုတော့တစ်ချက်ပြတ်တတ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဆိုရင်တော့ဒါဖိအားတွေအောက်ကအများဆုံးပောက်ကွဲထွက်ပြီးတော့ရုံထွက်ပြောင်းမဲ့အတင်းကမိန်ထက်ဆိုင်ကလိုပါဘူးလို့မြင်တယ်ပေါ့နော်ဒါ မန်ယူအနေနဲ့ကရှုံးသွားရင်တော့သူတို့ရဲ့ရမှတ်သုံးမှတ်အပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိတော့မဟုတ်ဘူးเนาะရှိတော့ရှိနိုင်ပါတယ်ဘောเนาะဒါပေမဲ့လေဘာဦးကဒီပွဲမှာအိမ်ကွင်းကြီးမှာရှုံးသွားခဲ့မှဆိုရင်သူတို့ရင်ဆိုင်ရမယ့်ပြဿနာမန်ယူထက်ကိုအများကြီးအများကြီးကြီးတယ်ဘောเนาะဖိအားများတော်တော်လေးတဲ့ဖိအားများနေတယ်ဘောเนาะလက်ရှိအချိန်မှာဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်လည်းဒါမီးဘူးဟာဘိုင်းဆိုင်ရာပြန်ခံမှုတွေအပြင်ဒီစိတ်တဲ့ဘိုင်းဆိုင်ရာရမှာ မင်းကစားသမားတွေရှေ့ပွဲတွေရလို့ပဲအတင်းကြီးနေဆိုရင်သူတို့တခုခုလုံးပြနိုင်နေဆိုတော့စိတ်ထဲနဲ့ပဲဒီပွဲကိုကံသွားမလားလီဗာပူးပလေယာတွေကပဲသူတို့ရဲ့ပြရာတွေအောက်ကနေပြီးတော့ဘလို့ယုံထွက်ရရမယ်ဆိုတော့အချက်ကိုအကောင်းဆုံးတက်တည်ပြနိုင်မလားဆိုတာကအကိုတို့တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါအာနောက်တစ်ချက်အနေနဲ့ဆိုရင်အကိုတို့ဒီပွဲစဉ်မှာပါလာနိုင်တဲ့အပွဲထွက်ကစားသမားစီးရင်လေးတွေတစ်ချက်တော့သုံးသပ်ကြည့်အောင်ပေါ့နော်ဟုတ် ါကကိုတို့လီဗာပူးအသင်းအနေနဲ့ဆိုရင်ကိုသမားနေရမှာတော့မာမာဒက်ရှ်ဘီလီပဲပွဲထွက်လာမှာဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အလစ်ဆန်ကဒီကလာတာစရီနဲ့ပွဲမှာထဲကသူကတန်းရရသွားတယ်ပေါ့နော်။နောက်တန်းနေမှာဆိုရင်တော့ကိုနာဒီပြန်ပါလာနိုင်တယ်ပြီးရင်ဗန်ဒိုက်နဲ့ပဲပွဲထွက်လာမယ်။ဒီဝင်းဘတ်ဒီမှာတော့အနီစရောအနေနဲ့ကသူ့အနေနဲ့ရွေးချယ်စရာတွေတော့ရှိရပေါ့နော်။ဘယ်လိုသုံးမလဲဆိုတာအခုအထင်တော့ကာကတ်စ်ရယ်ဘရက်ဒလီရယ်ပဲပွဲထွက်လာနိုင်ကြီးတော့များတယ်ပေါ့နော်။ ကိုင်းလည်း၃ယောက်တန်းရတော့ဒီ graven back ပဲပြန်ပါလာမှာဖြစ်ပြီးတော့ super slime ကိုသုံးမလား alistar ကိုသုံးမလားဘ누구အတွဲသုံးမလဲပေါ့နော်အဓိက am နေရာမှာတော့သူကတော့ချိန်နေတယ်ဒီလိုပွဲမျိုးမှာ flow တော့ထဲမှာပဲပေါ့နော် media တွေကဘလောက်ပဲ wave ban wave ban ဒါ flow ဆိုရင်ဒါ media အများစုက wave ban ရတယ်ပေါ့ပွဲက၉ပွဲရှိပြီပေါ့ပြိုင်ပွဲအလုံးပေါင်းလာရင်ခုချိန်ကြီး twin ကိုဘိုးဖန်နေမှာမရသေးဘူးဆိုပြီး wave ban ရတယ်ပေါ့နော် ဒါပေမဲ့ flow ကအဲ့လိုတော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကိုတို့ဒါ level ပွဲကြီးတဲ့လူတွေဆိုရင်တိတယ်ပေါ့နော်။ Chelsea နဲ့ပွဲမှာဆိုရင်ဒုတိယပိုင်းပြန်ဆက်ဆောက်ဦးဆုံးပေါ့နော်။ဒီသူ့အနေနဲ့ဆာလာကိုခင်းမိလိုက်တဲ့ဘောလုံးဆိုရင် first step ကလည်းအရင်ကောင်းတယ်။အတလေးလှည့်ပြီးတော့ခင်းမိတဲ့အခါမှာ Liverpool ရဲ့တိုက်စစ်ပိုင်းမှာကစားနေတဲ့ကစားသမားတွေကဒီရသည့်မှာဆာလာလို့ဆိုရင်အဆုံးသက်စွမ်းရည်ကတော်တော်လေးကြာနေရပေါ့နော်။မနှစ်ကရသည်နဲ့မတူတော့ဘူးပေါ့။အဲ့ဒါကြောင့် flow အနေနဲ့လည်း ိုးဖန်နေမှုတွေပါတယ်ကအခုချိန်နေကိန်းကနေမရရှိသေးတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့နီးပြားတော့ကျင်းနေပါတယ်ဒီပွဲမှာတော့ flow သူတော့မှာပဲပေါ့နော်တိုက်စစ်၃ရောက်မှာဆိုရင်တော့ထုံးစံနိုင်မယ် right one မှာတော့စားလာပဲပွဲထွက်လာမယ်ဟုတ်ပါပဲကျွန်တော်တို့ဒီအထောင်တိုက်စစ်နေရမှာဆိုရင်သူ့အနေနဲ့ဒီလိုပွဲမျိုးမှာတော့ e-set ကို၃လောက်မယ်လို့တော့အခုထင်တယ်ပေါ့နော်ဒါမှမဟုတ်ဒီ egdg ကို၃မယ်ဆိုလည်းရတယ်ပေါ့သူတို့၂ယောက်ကိုတွဲပြီး၃မှလည်းစောင့်ကြည့်ရမယ်ပြီးတော့ဒီ platform မှာ ိုရီကပ်ဘူသုံးကောင်းသုံးနိုင်တယ်ပေါ့နော်ကိုရီကပ်ဘူမသုံးမင်းနဲ့အီကီဒီကီအီဆက်ဆာလာဆိုပြီးလဲသုံးနိုင်တယ်ပေါ့နော်ဒါတော့ဒီလီဗာပူးနဲ့မန်ယူအတွက်လီဗာပူးကခက်မှန်းလူစီရင်လေးပေါ့ညီလေးဒီမန်ယူရဲ့ခက်မှန်းလူစီရင်လေးပြောကြည့်ပေးပါဦးကျွန်တော်အတွက်ကတော့ဒီကိုရမာတော့စန္ဒလာမင်းလေးပေါ့အဲ့ကောင်ပဲရှိမယ်စီမာဆိုရင်တော့ယူရိုရှိမယ်ဒီဘက် RCB မှာဆိုရင်ခက်မှန်းလည်းခက်တယ်ထည့်ရင်လည်းကိုလျှောက်ထည့်ရင်လည်း ဒီလေးတို့ပါလို့ရှိမှာပေါ့ဒီလေးကိုကျွန်တော်ထည့်မလားမထည့်မလားဒီလေးကတော့အဲ့ပေါ်ကိုပြောဆိုဒီလေးကတော့ထည့်လို့ရဒီလေးကို SCB RCB နဲ့ခုလေးထည့်လို့ CB 3ယောက်မှာယူရိုရှိမယ်ဒီလေးရှိမယ်ကောင်းကြီးလည်းထည့်တယ်ပါပဲမဒီနာကတော့နာတယ်အားသူတို့3ယောက်ပေါ့ဒီကျွန်တော်ဒီဝင်းမဲနှစ်ခုမှာကျွန်တော်တစ်ဖက်က loop show တော့လွဲမသိဘူးပဲဘယ်မှာဆိုရင်အာမက်လည်းထည့်လို့ရသလိုကောင်းလဲလုံပူတို့ကိုလည်းထည့်လို့ရမှာပေါ့နော် တော့ခုနကပြောလို့ client ရဲ့ကျေကျွန်တော်လောက်စိတ်ဝင်စားဒါပေမဲ့ခုနကပြောဆို okay အဲ account team လေးကိုယ်လဲမှာဆိုရင် customer bruno ပြီးတော့မှာ ambumo ဒီမှာက mismo လည်းဖြစ်မယ် lemon sasco ပဲဒီလိုပါပဲဒါပေမဲ့အဲ့လောက်ကြီးကြီးတော့တိတ်အားရမလားအဓိကခုနကပြောသော်ဘယ်ကောင်မဲလလာဘယ်ကောင်မဲဝင်ဝင်အဓိကစိတ်တဲ့တိုက်မှာဆိုတော့တော်တော်လေးတော့ကြည့်ပြောလိုရွှေကွင်းနဲ့ဝင်တာလည်းတော်တော်လေးတော့ချက်တိန်ထားပဲအကောင်းပါအဲ့လိုမျိုးရှိတယ် အာကိုတို့ဒါနှစ်သိန်းရဲ့ပွဲထွက်နိုင်ရေးစီးရဲ့ကစားသမားလေးခက်မမီရဲ့အခါမှာဒီနီးပြတွေရဲ့နီးပြဟာနဲ့ဒီကစားသမားတွေရဲ့ဆွမ်းဖောက်ရင်းနဲ့ပါချုပ်ငုံပြီးတော့တုံးနေကြည့်အောင်ပေါ့နော်ဘာလို့လဲဆိုတော့ဒါမန်ယူကအမူရင်ကနောက်တန်း၅ရောက်တာထဲတော့ထဲဆော့ပေးမယ်လေဒီကိုတို့လီဗာပူးရဲ့တန်းရာချီရဲ့တိုက်စစ်မှုတွေသူတို့ဘလို့ထိန်းချုပ်မလဲဆိုတဲ့အပိုင်းကြီးကလည်းစိတ်ဝင်စားဖို့ကောင်းတာနော်ဆာလာဆိုရင်ဒါမန်ယူနဲ့တွေ့တဲ့အခါမှာ ိုင်ဘက်ကိုဂိုးသွင်းအများအားဆုံးသူလက်ရှိချိန်ထိကစလာပဲပေါ့နော်စလာဆိုရင်မင်းလက်တွေ့ရဂိုးမျိုးလေဒါကြောင့်စလာကိုအမှုတွေဘလို့ထိန်းလဲဆိုတာလေကိုတို့စောင့်ကြည့်ရမှာဖြစ်တယ်ပြီးတော့ဒီစက်တို့ပြီးရင်ဖလိုရိုးကလည်းသူတို့ဘာကောင်းနေလဲဆိုတော့ဒီလိုပွဲမျိုးမှာလာလုတ်ပြနိုင်တယ်မီဒီယာတွေအကုန်လုံးမစက်ပိတ်ပြီးတာဖြစ်မယ်ပေါ့နော်ရှေ့မှာသူတို့ဘလောက်ပဲဝေဖန်ငယ်ဝေဖန်ငယ်ဒါကဒီလိုအင်္ဂလန်ဒါဘီဆိုတာကတစ်ကမ္ဘာလုံးကကြည့်ကြမယ်ပွဲလို့ဆိုရမယ်ပေါ့နော် ီလိုပွဲမျိုးတွေမှာသာဒီလီဗာပူးက star player အနေနဲ့ကပုံကန်ကောင်းတာအပြားသားနိုင်နေမယ်ဆိုရင်ဝီဗန်တန်တွေကိုလည်းသိကွာပါဟုတ်တိတ်အောင်လုပ်ပြီးသားဖြစ်မယ်ပြီးတော့ဒီလီဗာပူးတသိန်းလုံးပေါ်ကြာရောက်နေတဲ့ဖိအားတွေကလည်းလွတ်မြောက်နိုင်မှာပေါ့နော်ဒါကလည်းဒီအမိုရင်အနေနဲ့ဒီလီဗာပူးရဲ့ star player တွေဘယ်လိုထိန်းချုပ်မလဲဆိုတော့ချက်လေးတွေအခုလိုစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်